တော့ငါအလုံးလောက်ပါတယ်တတော်အုပ်ကြီးတခု ရှိတဲ့ကွယ်အဲ့ဒီတတော်အုပ်ကြီးထဲမှာအခြားခြားသောတရိစံတွေဖြင့်မိမိကိုယ်ကိုလုံယုံကြည်မှုရှိတဲ့ယုံလေးတကောင်နဲ့ဇွဲလုံးနာလုံကောင်းနဲ့လေလေးတကောင်တို့လည်းနေထိုင်ကြပါတဲ့ကွယ်ယုံလေးကသူ့ရဲ့လင်းမြန်ဖြက်လက်မှုနဲ့ဉာဏ်ဆန်တဲ့ခြေောက်တွေကိုအမြဲဂုံယူလေးရှိပြီး နှီးပွေးစွာတွားတက်တဲ့လေလေးကိုအချိန်ချင်းလောင်ပြောင်တက်ပါသေးတယ်။မင်းကငါတမိနစ်တွားနိုင်တဲ့ခီးကိုတနေ့လုံးတော့မတွားနိုင်ဘူး။ဟဟ။ရှင်လေးကအဲ့လိုအမြဲပြောတိုင်းလေကလေးကလည်းစိတ်မပြတ်ပါဘူး။နေတိုင်းရုံမျက်စကားကိုတီးခန့်နားထောင်ရင်းသူ့ဘက်ကနေပြန်ပြောတတ်တာပါတော့။ဟုတ်ပါတယ်။မင်းကငါ့ထက်အစာများစွာဘူးမြန်ပါတယ်။ ဒါပဲမဲနေနိုင်လေနိုင်နိုင်တယ်လို့မစုံနိုင်ပါဘူးကွာရှင်ကဒီစကားကိုကြားတော့ရေမိုးပြီးစိန်ခေါ်လိုက်ပါလေကဲကောင်းပြီမင်းပြောတာမှန်မှန်မှန်သိအောင်ငါနဲ့ပြေးကြင်မလားဒီတတော်ရဲ့အဆုံးကတပင်းကြီးစီကိုပြေးကြည့်အောင်ငါပဲနိုင်ရမှာပြေးကြပါလေကွာလေကလေးကရုံမျက်စိန်ခေါ်မှုကိုကောင်းငြိမ်ပြီးသဘောတူလိုက်ပါလေ ကောင်းပြီလေငါတို့ရှင်ပြိုင်ကြတာပေါ့သူတို့နှကောင်းဟာနောက်တနေ့မှရှင်ပြိုင်ကြဖို့ဂတိပြုစီစဉ်လိုက်ကြပါတယ်သူတို့ပြိုင်ပွဲကိုဒိုင်လူကြီးဖြစ်ဇီးကွက်ကြီးကတာဝန်ယူဆုံးဖြတ်ပြီးမှဖြစ်ပါတယ်ပြိုင်ပွဲစပြီဆိုတာနဲ့ယုံလေးကတရစီလူလင်းမြန်စွာခုံပေါက်ပြီးထွက်သွားပါတယ်သူနောက်မှမှ လက်ကလေးကဖြည်းဖြည်းနဲ့မှန်မှန်စတင်ပြီးတွားတွားပါတော့တယ်။ယုံလေးကမြင်မြန်ဆန်းဆန်းပြေးပြီးလမ်းတစ်ဝက်လောက်ရောက်လာတဲ့အခါလှဲ့ကြည့်လိုက်တော့လက်ကမြင်ဝင်ထဲမှာမရှိတော့တာကိုတွေ့လိုက်ရတဲ့အခါငါကတိတ်ညံလုံးနဲ့လက်ကဒီနေရာကိုရောက်ဖို့အချိန်အကြာကြီးယူရမှာ။အဲ့ဒီတော့ဒီပြစ်ပင်အောက်မှာခဏလောက်အိတ်လိုက်အောင်မယ်။နိုးတဲ့အခါမှပြေးသွားရင်လည်းတုတ်ချက်ဆုံးပါပဲလေ။ဟဲ့ဟဲ့ ဒါကြောင့်ရုံလေးကလမ်းဘေးကတစ်ပင်ကြီးအေးအေးလေးအောင်မှာအိပ်ပျော်သွားပါတော့တယ်အချိန်ပြန်ကြကုန်လွန်သွားသည့်ထိရုံလေးကနှင်းနှင်းချိုက်ချိုက်အိပ်ပျော်နေတုံးပါပဲတစ်ဖက်မှာလဲလက်ကလေးကရင်နာခြင်းမရှိအနားယူခြင်းမရှိဖြစ်ဖြစ်နဲ့မှန်မှန်ဇွဲနှစ်ဘဲကြီးစွာနဲ့ဇက်တိုက်သွားနေပါတော့တယ်သူကအဆက်မပြတ်သွားနေရင် အိပ်ပျော်နေတဲ့ယုံလီနာကဖျက်ကျော်သွားရတဲ့အခါနှစ်ချိုက်စွာအိပ်ပျော်နေတဲ့ယုံလီကိုမြင်မိမဲ့လေသူ့ရဲ့ပန်းနိုင်ခီးကူတာဥတီပီမယမနာဆက်သွားပါတော့တယ်နောက်ဆုံးမှာတော့စွဲမလျှော့ပဲမယမနာစူးစမ်းအားထုတ်ခဲ့တဲ့လက်ကလေးကပန်းနိုင်ကိုရောက်ရှိလာပါတော့တယ်ပန်းနိုင်မှာဒိုင်လူကြီးစည်းကွက်နဲ့ အခြားသောတရိษံလေးတွေကလည်းဝမ်းမြောက်ဝမ်းသာကြိုးစိုးနေတာပေါ့ကွယ်ဒီအချိန်ခါကျမှယုံလေးကအိပ်ပျော်နေရကနေအလံတကြားနူထလာပြီးသူဟာပန်းနိုင်ကိုဆက်သွားရအောင်မယ်ဆိုတာကိုတတိယကအသေးအတန်ထပြေးပါတော့တယ်အမောတကောပြေးသွားလာပြီးပန်းနိုင်ကရောက်ရှိလာတဲ့အခါမှာတော့သူထင်ထားသလိုမဟုတ်ပဲပန်းဝင်နေပြီဖြစ်တဲ့လက်ကလေးကို ဒိုင်လူကြီးစည်းကွက်နဲ့အခြားသောတရိတ်ဆန်လေးတွေကဝိုင်းဝန်းချီချူးဂုံပြုတ်နေတဲ့မြင်ကွင်းကိုမြင်လိုက်ရပါတော့တယ်ဒီပုံမြင်လေးကသင်ခန်းစာတစ်ခုကိုပေးပါတယ်နံပါတ်1မာမာနမထားရန်ခုခုကူယုံကြည်မှုရှိရမည်တန်မာမာနကြီးပြီးသူများကိုမထီမဲ့မြင်မလုပ်သင့်ပါဘူးနံပါတ်2ဇွဲလုံးကရှိရပါမယ်ဖြည်းဖြည်းချင်းဆိုတော့လဲ ဇွဲမလျှော့ပဲဇက်တိုက်လှုပ်သွားမယ်ဆိုရင်အောင်မြင်မှုကိုရရှိနိုင်ပါတယ်တာတာမီမီတို့လည်းဒီပုံမြင်လေးကနေသင်ခန်းစာယူနိုင်ကြပါစေကွယ်